မန္တလေးငလျင်ကြီးတလားပြစ်ပြီမင်္ဂလာပါအော်ဒီယိုဘိုင်းဇွန်နိုင်မှကြိုဆိုပါရစေယခုတစ်ခါမှာတော့မန္တလေးငလျင်ကြီးတလားပြစ်ပြီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့ဟာဆိုရင်ဖြစ်မန္တလေးလမ်းများပေါ်ရှိတိုက်ပြိုများပေးမှာတလားပြစ်ရက်လယ်စွန်ကတ်ကြသူတွေအများကြီးပါပြီးခဲ့တဲ့မလ28ရက်ကစကိုင်းမြို့နီးကိုဗဟိုပြုတ်လှုပ်ခတ်ခဲ့တဲ့အင်အား9.8အဆင့်ရှိငလျင်လှုပ်ခတ်မှုက ကနေ့တလားပြည့်ခဲ့ပြီဖြစ်ပြီးငလင်ကြောင့်တိုက်ပြိုပြပြီးတေရသူများအတွက်တလားပြည့်ရက်လည်ဆုံးကတ်ကြတဲ့နေ့လည်းဖြစ်ပါတယ်။သွားကြတဲ့သူတွေဘယ်ရောက်တယ်မသိရပေမဲ့ကြံရည်သူများတော့ဒုက္ခတွေပင်လဲဝေတာတလားပြည့်ပေါ့။ပြိုကျနေတဲ့အိမ်တွေရဲ့ရွာသွန်းတဲ့မိုးရဲ့ပူပြင်းတဲ့နှွေရဲ့တပြုတ်ပြုတ်လှုပ်နေတဲ့ငလင်ရဲ့တလားတွင်းမှာတဘဝစာဒုက္ခတွေစုထားသလားအောင်းမရတယ်။ဘာလို့ကြည့်ပြီး ဘလို့အားယူပြီးဘလို့ရှေ့ဆက်ရမလဲငလင်ရဲ့ဗဟိုချမ်းမဧရိယာတွေဖြစ်ခဲ့တဲ့မန္တလေးစကိုင်းရှိငလင်ဘေးတင်ပြည်သူတွေဟာအခက်ခဲမျိုးစုံရင်ဆိုင်နေကြရစဲဖြစ်တယ်လို့ငွေကြေးအကူအညီတွေလိုအပ်နေရလို့ကွန်ကြီးထောက်ပံ့ရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။ငလင်လောက်ကမှုတလားပြည့်ခဲ့ပြီဖြစ်ပေမဲ့မန္တလေးမြို့စကိုင်းမြို့ရှိ နေရိုင်နဲ့အစအဦးပျော်ချမှုပြည့်စည်ရာတွေကိုရှင်းလင်းရေးလှုပ်ဆောင်မှုနဲ့အစအဦးတွေအောက်ကြန့်ရှိနေသေးတဲ့ရုပ်လောင်းတွေ ရှားဖွေထုတ်ယူမှုတွေမှာပြည့်ပြတ်သေးပဲဆက်လက်လှုပ်ဆောင်နေရဆဲဖြစ်ပြီးအများစုကပြန်လည်ထူထောင်ရေးလုပ်ငန်းကိုမစတင်နိုင်ကြသေးပါဘူး။ငလင်းဘေးတင်ပြည်သူတွေအ धिक ကဘာတွေလိုအပ်နေကြလဲဆိုရင်ငွေကြေးပေါ့။ဘာကြောင့်လဲဆိုရင်အများစုကစီးပွားတွေပြတ်ပြီးဘဝတွေပါပြတ်စည်းသွားကြတာ။အဲ့တော့တချို့ကနံပါတ်1ကနေပြန်ဆောက်ရမယ်လို့ပြောနေကြတယ်။တကယ်တမ်းကအခုချိန်မှာ နံပါတ်1ကနေစနိုင်မှုမပြောနဲ့တုံညာအောက်မှာရောက်နေကြတာနံပါတ်1ကို ပြန်ရအောင် ပြန်စနိုင်ဖို့ဝေးကြီးရှိသေးတယ်နောက်ပြီးတော့အခုပြောနေကြတဲ့ပြန်လဲထူထောင်ရေးဆိုတာလည်းဝေးကြီးရှိပါသေးတယ်ကိုယ့်အိမ်ကိုရှင်းလင်းရေးလုပ်နိုင်ဖို့အတွက်ကိုပတ်စံမရှိချသူတွေများတယ်ကျွန်တော်ဆိုရင်လည်းအိမ်ကပြိုကျပြက်စီးရတယ်များပေမဲ့ဘာမှမလုပ်နိုင်သေးဘူးမနက်ရက်ရှိအိမ်ပြိုသူတူကပြောကြခြင်းဖြစ်ပါတယ် ငလင်ကြောင့်နေရင်ထိခိုက်ပျက်စီးသွားခဲ့တဲ့မန္တလေးမြို့ဒေသခံတွေအနက်ဝေကျေးတက်နိုင်သူတွေကမြို့အနေပြောင်းရွှေ့သွားတာနေရင်ခြံဝင်းကိုရောင်းချပြောင်းရွှေ့သွားတာလည်းရှိသလိုဝေကျေးအဆင်မပြေသူအများစုဟာယာယီကယ်ဆယ်ရေးစခန်းတွေမှာဆက်လက်နေထိုင်ကြရသလိုအချို့ငလင်ဘေးသင့်ပြည်သူတွေကတော့ကိုယ့်ရဲ့နေအိမ်တွေမှာပြန်လည်နေထိုင်ကြရလဲအများပြားရှိနေရလို့မြို့ကန်တွေကဆိုပါတယ်ဝေကျေးတက်နိုင်သူတထဲတွေကတော့ သူတို့မှာအိမ်တလုံးပြိုကျသွားပေမဲ့တခြားနယ်အိမ်တွေနဲ့ငွေကြေးတွေရှိနေသေးတော့သူတို့အတွက်ကအဆင်ပြေသေးတယ်။တချို့ဆိုရင်တိုက်ကိုဖြိုလိုက်တယ်။ဖြိုပြီးတော့အရေးကြီးဆက်ရစတန်းတွေနဲ့သူတို့နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေပဲယူပြီးအိမ်ထဲမှာကြံတဲ့တန်တို့အတန်စားကိုအုတ်တို့စံတို့ပေါ့။အဲ့ဒါတွေကိုအိမ်ဖြူရွာမှာပါတဲ့အလုပ်သမားတွေကိုပေးလိုက်ပြီးအိမ်ဝင်းကိုရာသလောက်နဲ့ရောင်းသွားရည်လည်းရှိတယ်။အခုက ကယ်ဆယ်ရေးစခန်းကန့်တွေမှာအမှန်တကယ်ငလျင်ဘေးတဲ့ပြည်သူတွေလည်းရှိနေသေးတယ်။ကြံတဲ့တချို့ကတော့ငလျင်ဘေးအကြောင်းပြပြီးအလူရှင်တွေရဲ့အလူပစ္စည်းတွေရလမှုကြောင့်ဆက်လက်နေထိုင်နေသူတွေလည်းတွေ့ရတယ်။ငလျင်ဘေးတဲ့သူတွေကိုကိုငြိမ်လူတန်းကျင်နေဆိုရင်တော့သူတို့လက်ဝဲအကြောင်းဝေဝဲဖြစ်ဖြစ်ဘာလူပစ္စည်းဖြစ်ဖြစ်လူပေးနိုင်မှုလိုအပ်ပါတယ်။ငလျင်ဘေးတဲ့မြို့ကန်ပြည်သူတွေဟာသူတို့ရဲ့ပြိုကျပြက်စင်းနေတဲ့နေအိမ်တွေကို ကိုရူကိုရာနဲ့ရှင်းလင်းနေကြရဆဲဖြစ်တယ်လို့နေရင်တလုံးရှင်းလင်းမှာကအစာဦးအမျိုးစားပေါ်မူတည်ပြီးစက်သိန်း၁၀ချီမှရာချီထိကုန်ကြနေပါတယ်အလို့တော်ကားကတယောက်ကို300ကျော်တယ်ကျွန်တော်အိမ်ဆိုရင်တချမ်းပြိုကျသွားတာသူများတွေကိုညီရနဲ့ကို့မှာရှိရလေးနဲ့ပေါင်းပြီးတော့အပြိုပြက်တွေရှင်းတာသိန်း30နီးပါးကုန်သွားပြီအဲ့ဒါကအခုတိရှင်းလင်းလို့မပြီးသေးဘူးနော် အိမ်ပြန်ပြင်ဖို့အတွက်ကတော့မတတ်နိုင်သေးပါဘူး။မန္တလေးရှိအိမ်ပြိုသူတူကပြောကြားခြင်းဖြစ်ပါတယ်။ငလင်းဘေးတင်မန္တလေးနဲ့စကိုင်းမြို့ပေါ်ရက်ွက်တွေထဲမှာနေထိခိုက်ပျက်စီးခဲ့တဲ့မြို့ကန်ပြည်သူအများစုဟာကိုရူကိုရာနဲ့ရှင်လင်းရေးတွေလှုပ်ဆောင်နေကြရတာဖြစ်ပြီးရှင်လင်းမှုငွေကြေးမတတ်နိုင်သူတွေကတော့ငွေကြေးလိုအပ်ချက်အခက်အခဲတွေနဲ့ကြုံနေရပါတယ်။အစိုးရနဲ့ကုညီရေးအဖွဲ့တွေကလည်းလမ်းမပေါ်ရှိတဲ့အနယ်များတဲ့အဆောက်အအုံတွေကိုဖြိုးလို့မပြီးသေးတဲ့အတွက် တာမန်အရက်ထဲမှာတော့ကိုလိုကိုရပဲဖြည့်ရှင်းကြရတာများပါတယ်ခုချိန်ဆိုရင်ထမင်းတော့ဝေတာရေဘူးဝေတာတွေလည်းအတော်နဲသွားပြီဖြစ်ပါတယ်သူတို့ဒီတာကျွေးမွေးမှုကတော့ဟိုတစားဒီတစားတွေ့ရပါသေးတယ်လက်ရှိမှာငလင်တန်ကြောင့်အစာဦးအလုံးလိုက်မပြိုကြပေမဲ့ထိခိုက်ပျက်စီးတာအကွဲတာစတဲ့အပျက်စီးတွေကိုပြုပြင်သူတွေလည်းအများပြားရှိနေပြီစားလို့ရေလုပ်ငန်းသုံးပစ္စည်းများစုလည်းဈေးကွက်ထဲမှာ အစမတန်ဇဲနှုံးတွေမြင့်တက်နေပါတယ်။ဗီလက်နေဆိုရင်ဈေးကွက်ထဲမှာအဲ့တလုံးကို3000ကျပ်လောက်ရှိနေတယ်။နှစ်တောင်းဝန်းကျင်နဲ့ရတယ်ဆိုလို့လိုက်မဲကြည့်တာဘယ်မှာစင်းပေးရမှမသိဘူး။အခုဝါဆိုရင်လည်းဘဘိုးဝါတလုံးကို အရင်က9000ကျောက်ထောင်ကနေ1000ကျော်သွားပြီ။တက်ကယ်တို့မျောရိုင်တို့အသားတို့လည်းဈေးတွေတက်တယ်။စောက်လို့ရေးတုံးပစ္စည်းတွေကဘယ်လိုအားများတော့အကုန်ဈေးတက်ကုန်တာပေါ့။ကျွန်တော်ဆိုရင် အိမ်အတွက်ဘေးလက်မြေလေးလိုလိုလိုက်ရှာဝတာလိုတလောက်မရသေးဘူးငလင်ကြောင့်နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးမြို့ကန်တို့ကဆိုပါတယ်ငလင်ဘေးတင်းငတ်တာတလားပြည့်ခဲ့ပြီဖြစ်ပေမဲ့နောက်ဆက်တွဲငလင်တွေနဲ့တူငလင်ဘေးတင်ဒေသဟာပြည်သူတွေဟာအခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေထိုင်ကြရဆဲဖြစ်တယ်လို့ဆိုပါတယ်ဒီကနေ့အပိလာ28ရက်မှာမန္တလေးမြို့ပေါ်မှာငလင်ကြောင့်ပျော်ကြပျက်စီးခဲ့တဲ့အဆောက်အဦတွေရှင်းလင်းတာနဲ့ရုပ်လောင်းရှာဖွေတာတွေဆက်လက်လှုပ်ဆောင်နေကြတွေ့ရပြီး စကိုင်းမီလာကွန်ဒိုပြောကြားမှုအောက်ကနေရွှေသားနှစ်တုံးနဲ့ငွေသားတွေတွဲရှိခဲ့တာကြောင့်ပါရှင်ဖြစ်သူထံအနှံ့ပေးခဲ့လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ငလင်ကြီးလောက်ကတ်သွားခဲ့တဲ့ဒလာပြေခဲ့တဲ့ဒီကနေ့မှာမန္တလေးမြို့ပေါ်ကငလင်ဘေးတင်ပြည်သူတွေဟာအခက်အခဲတွေနဲ့နေထိုင်နေကြရဆဲဖြစ်ပြီးတည်ဆုံသူတွေအတွက်ရည်စူးပြီးကြံရည်သူမိသားစုတွေက ကုသိုလ်ပြု အမြတမ်းပေးဝေတာနဲ့ရက်ွက်နဲ့ဘုံကြီးကျောင်းတွေမှာ ကောင်းမှုကုသိုလ်ပြုကြရပြီလည်းရှိပါတယ်။ငလင်စားတင်လောက်ကတ်ခဲ့တဲ့မလ28ရက်ကနေဧပြီလ29ရက်ထိငလင်တန်းကြောင့်စကိုင်းမန္တလေးပါဝင်နိုင်ငံတော်မှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ653ဦးသေဆုံးသူ3960ကျော်နဲ့ဒဏ်ရာရရှိသူ9000ကျော်ရှိခဲ့ပြီးပျောက်ဆုံးနေသူ100ကျော်ရှိသေးတယ်လို့သိရပါတယ်။ငလင်တလပြေဖို့တရက်လိုဧပြီလ29ရက်နေ့မှာလည်း ဝန္ဒလေးမှာတိတိတတပြင်းထန်တဲ့ငလင်တစ်ခုလောက်ခတ်သေးရလို့လည်းသိရပါဗျ။နားဆိုင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ။